ဩဂတ်စ်လနောက်ပိုင်းပထမဆုံးရှုံးပွဲပြင်ကြုံလိုက်ရတဲ့ Man City အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့တနင်္ဂနွေနေ့ညကခံသွားတဲ့ Aston Villa 1 Manchester City 0ပွဲတွေမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေပွဲပြီးနောက်ပက်ဂွာဒီယိုလာနဲ့ဘာနာဒိုဆေးဘာတို့ရဲ့ပြောစကားတွေကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မစားခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ဝါရီလာရဲ့အသင်းဟာပြန်ပွဲစုံ၉ပွဲဆက်ရှုံးပွဲမရှိနဲ့ Villa Park မှာအရင်အသင်းကိုသွားရောက်ရင်ဆိုင်ခဲ့ပေမဲ့ Matty Cash ရဲ့ပထမပိုင်း၁၉မိနစ်ကတွင်းကိုတကိုးနဲ့ပဲ Unai Emery ရဲ့အသင်းကိုရှုံးပေးခဲ့ရပါတယ်ပထမပိုင်းအပြီးမှာတော့ဆာဗီဟိုရဲ့အာထုံမှု၊မာမို့ရှ်ဟာလန်တို့ရဲ့ဂိုးရမှု၊ချိုးစားမှုတွေကလူကျုံနေခဲ့ပြီးအဆုံးမှာဗီလာရဲ့ခံစစ်ကိုမချွန်နိုင်ဖြစ်ခဲ့တာပါ။ပွဲအတွင်းမှာဘာတွေဖြစ်ခဲ့လဲ ဖက်ကွာရီယူလာကပွဲထွက်လူစည်းရင်းကိုပြောင်းလဲတွေလုပ်ခဲ့ပြီးဒီတဲမှာတီဂျနီရိုင်းဒါကို defensive midfielder နေရာထားကားတာလည်းပါဝင်ခဲ့ပါတယ်။ပထမပိုင်း7မိနစ်အတွင်းမှာတော့စီရီကအင်ရှင်အသင်းကိုဘောလုံးပိုင်ဆိုင်မှု80ရာခိုင်နှုန်းထိယူကဖိကစားထားနိုင်ခဲ့တာပါ။ဒါအပြင်ရိုင်းဒါရဲ့ကန်ဂျက်တစ်ချိန်ကလည်းဘာရန်ပေါ်ကျော်သွားခဲ့ပါတယ်။မိနစ်20ဝန်းကျင်မှာတော့အင်ရှင်အသင်းကတိုက်စစ်စတင်ဖို့ကြိုးစားခဲ့တယ်လို့ရရှိလာတဲ့တောင်းကန်ဘောကနေဆက်တက်လုပ်ပြီးချလာတဲ့ဘောလုံးကိုမက်ဒီကက်ချ်က ဧရိယာထိတ်ကနေဂိုးသမားဘယ်ဘက်တောင်းကိုအပြင်းကန်သွင်းယူသွားတာပါပထမတစ်ပိုင်းလုံးစီတီအသင်းသားတွေကပရက်ဆင်လက်ထီအောင်မလုပ်သလိုခန်းစစ်ကိုကာဝယ်ခြေစိတ်ကလည်းပျောက်ဆုံးနေတာမြင်သာပါတယ်ဒီကနေမှပြိုင်ဘက်နဲ့ရှင်တိုးတာယုံနာတွေကိုလည်းလှုပ်ဖို့မကြိုးစားမှန်ဗီလာကသဘောပေါက်နေတဲ့နောက်မှာတော့အောက်ပိုင်းမှာဒုတိယဦးဆောင်ကိုဖြစ်နိုင်မယ့်အခွင့်အရေးတွေဗီလာဘက်ကဖန်တီးနိုင်ခဲ့ပါသေးတယ်ဂျွန်မက်ကင်းရဲ့ကဲချက်နဲ့ဂျွန်စတုန်းနဲ့ထိပ်ပြီးလမ်းကြောင်းပြောင်းသွားလို့စီတီဘက်ကသက်သာရရခဲ့တာပါ ဒုတိယပိုင်းမှာ City ဘက်ကခြေပါကိုရအောင်ပုံမအားထုတ်လာပြီး Sabin Ho ရဲ့ထက်ဆင့်ကံချက်ကကောင်းခဲ့ပေမဲ့ Paul Torres ကအချိန်မီရှင်းထုတ်နိုင်ခဲ့ပါတယ်။ပွဲပြီးဖို့မိနစ်20လုံးမှာတော့ City ဘက်ကပြင်းထန်ခြေပါကိုရအောင်ပုံမချိုးသားလာတာတွေဟာလိုင်းရဲ့ကောင်းတိုက်ချက်နီကိုကွန်ဇာလက်တွေ့ရဲ့ကြိုးစားမှုဒါတွေကလည်းကိုးတော့ဖြစ်မလာခဲ့ပါဘူး။မမို့ရဲ့ဖန်တီးမှုကနေဟာလန်ပိတ်သွင်းတာမှလည်းကိုဖြစ်ခဲ့ပေမဲ့မမုတ်ကဘောလုံးကိုစတင်လက်ခံကလေးကမဆိုးသလောက်လူကျွန်နေခဲ့ပါတယ်။အဆုံးမှာတော့အင်ရှင်အသင်းကို1-0နဲ့ပဲစီတီတို့ရှုံးသွားခဲ့ပါတယ်။ ကွင်းလေအရွေးကို ကြည်ကြပါမယ်။လူစီရင်ဆထွက်လာတော့ City Bank တချို့ကကွင်းလေကိုဘယ်သူထိမ်းမလဲဆိုတာကိုဂျုံတဲ့သူဝင်ထိမ်းမယ်လို့ CIB ကနည်းနည်းဆအနောက်ခဲ့ပါသေးတယ်။တကယ်လည်းပွဲကစားတော့ Rider နဲ့ John Stone ကအခြေအနေပေါ်မူတည်ပြီး DMF နေရာကိုလှည့်ကြကစားသွားခဲ့တာကိုမြင်ခဲ့ရတော့ပါ။ Passive Midfielder နေရာမှာပွဲထွက်လာပေမဲ့ Rider ကတိုက်စစ်ကိုမကြခဏလေလိုက်ပါခွင့်ရခဲ့ပါတယ်။အဲ့ဒါတိုက်စစ်လိုက်သွားရင်တော့ Middle Third Zone တွေကို John Stone ကဝင်ရောက်ကစားပေးပါတယ်။သို့တော့အလုံးမဖြစ်ခဲ့ပါဘူး။ မိနစ်60မှာတော့ဘာနာဒိုဂျွန်စတုန်းဘောလို့ကိုထုတ်ပြီးဒိုကူကွန်ဇာလက်အိုရိုင်းလေးတို့ကိုပြန်ထည့်ပြီးတော့နိုင်ပွဲဆက်ခဲ့တော့လူစီးအခင်းချင်းစီကိုကွာဒီလာပြန်သွားကြည့်ပါတယ်ထို့သောစီဇန်တွေအတွက်လုံးမဖြစ်ခဲ့တဲ့မေးပြရမယ့်နေ့တနေ့ညတညအဖြစ်နေပဲပွဲကတော့ပြီးဆုံးသွားပါတယ်ဒီနေ့မှာဖြစ်ဆွပြီးပြောချင်တာကအဲကွာဒီလာရဲ့ကွင်းလေထိန်းချောင်းမှုမနေ့ကအစီအစဉ်ကတော့ဂျွန်စတုန်းနဲ့ရိုင်းဒါပေါ့ဂျွန်စတုန်းနဲ့ရိုင်းဒါဒလဲစီကွင်းလေကိုထိန်းချောင်းပြီးတော့ရိုင်းဒါကလည်းပုံမပြည့်ရှိကိုတိုက်စစ်ဆင်တယ်ဒါပေမဲ့အဲ့ဒီဟာကြီးကလုံးမဖြစ်မှန်းသိသွားတော့မှငကိုမူလာ နိုင်ပွဲဆက်တုန်းကလူစင်းကိုတဲတဲ့ပြန်ပြောင်းတာဒါလေတော်တော်လေးတော့မေမေကွန်ထုတ်စီရတော့ရှိတာမနော်ဂွာရီယိုလာဘာတွေစဉ်းစားနေလဲဆိုတော့ Aston Villa အသင်းကိုဝေးကွင်းမှာ one day နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်တည်င်းစာရှင်းလင်းပွဲမှာပတ်ကား twin goal ရဲ့အတွက်စိတ်မပူကြဘူးအခုလိုအသီးပေးသွားပါတယ်ဒီအသီးမှာအသင်းက goal တွေအများကြီး twin ယူထားပါတယ် Villa ရဲ့နောက်တန်း9ရောက်ကလေးဒီနေ့ပွဲမှာခြေစွမ်းပြသွားတာကြောင့် Haaland အတွက်တော့ဒီပွဲမှာ goal twin ရခက်သွားပါတယ် ဆာဗင်ဟူဒိုဂူတို့ကလည်း cross တွေပေးပို့ခဲ့တာပါပဲတစ်ဖက်မှာလည်း Foden Rider တို့လည်းတိုက်စစ်အချင်းချင်းဆင်းခဲ့ပြီးဂိုးရောက်ဖို့တော်တော်လေးနှီးစပ်ခဲ့ပါတယ်။ပြိုင်ဘက်မှာ Morgan Rogers, Kamara McGinn တို့ရှိနေပြီး Champions League အဆင့်အတန်းရှိတဲ့ကစားသမားကောင်းတွေပါ။တကယ့်ထိတ်တန့်အသင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအသင်းကစားတာလည်းအရန်ကောင်းခဲ့ပါတယ်လို့နီးပြကြီးကထုတ်ပေါ်ပြောဆိုသွားပါတယ်။ဒါအပြင်ဒီရှုံးပွဲဟာ Orchestra မှာ Brighton ကို2-1နဲ့ရှုံးနိုင်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်နောက်ကလိုက်ကစားခဲ့ရတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။ သို့သောဂွာဒီယိုလာကတော့အသင်းရဲ့ဒုတိယပိုင်းခြေစွမ်းနဲ့ပတ်သက်လို့ကျင်းနဲ့နေပါတယ်အသင်းကနောက်ကလိုက်ကစားပြီးအနိုင်မရခဲ့တာနဲ့ပဲကစားတာမကောင်းဘူးလို့တော့မပြောချင်ပါဘူးဒုတိယပိုင်းတိုက်ပွဲဝင်စေကရန်ကိုအားကောင်းခဲ့တာပါ E4 ရဲ့ Jeremy Savin ဟော Oscar Borre ကိုရောက်ပေါ်အထုံးမှုတွေအားလုံးကိုဗီလာကကာကွယ်သွားနိုင်ခဲ့ပါတယ်သင်းကတိုက်စစ်ဆင်ခဲ့ကန်သွင်းခဲ့တဲ့အချိန်ရေအတွက်ကိုလည်းချိန်လိုက်ပါဦးကိုရဖို့ထီတော့ဖြစ်မလာခဲ့သလိုပြိုင်ဘက်ခံစစ်ကလည်းအရန်ကိုကောင်းခဲ့တာကြောင့်ဘောလုံးမှာဒါမျိုးကဖြစ်တတ်ပါတယ်။ဒီပြကဆိုပါတယ် မမဖန်တီးပေးတဲ့ဘောလုံးကိုပြေးဝင်ပိတ်သွင်းရင်ဟာလန်တန်ရရသွားတယ်နဲ့ပတ်သက်လို့တော့တန်ရအခြေအနေကိုအတီမပြုတ်နိုင်သေးကြအောင်ပက်ကွာရီလာကတည်တင်းသာရှင်းလင်းပွဲမှာပြည့်ပြည့်စုံစုံဖြေချသွားပါတယ်။ဒါအပြင်ဗီလာနဲ့ရှုံးပွဲကိုကြည့်ပြီးအလင်းစလို့ကောက်ချက်မချနဲ့ဟုံးလို့ဘာနာဒိုကပရိသတ်တွေကိုအသိပေးသွားပါတယ်။ ဗီလာဘတ်ကမှာအရှင်အသင်းကို1-0နဲ့ရှုံးနေခဲ့ပြီးနောက်စီးတီးကိုအမှတ်ပေးဖလားပြန်ပွဲကနေထွက်သွားပြီလို့မယူဆဘူးအသင်းကောင်းဆောင်ဘာလို့ဆေးဘတ်ကပွဲပြီးမှပြောချသွားတာပါဒီရှုံးပွဲကြောင့်အမှတ်ပေးစရာဥဆောင်နေတဲ့အာဆင်နယ်နဲ့ရမှတ်6မှတ်အထိကွာဟသွားတယ်လို့ကိုယ်ပွဲကစားပြီးမှ3ပွဲအထိစီးတီးတို့ရှုံးနေထားပါတယ်ဒီရှုံးပွဲပြီးအသင်းကောင်းဆောင်ဘာလို့ဆေးဘတ်ကဘလုံးရာဒီကပြီးဖို့အဝေးကြီးလိုပါသေးတယ်ကောက်ချက်တွေအများကြီးချဖို့တော့ဆောပါတယ်အမှတ်ပေးစရာအထိမှကျွန်တော်တို့လည်းရှိကြပေမဲ့လက်တွေကဒီလိုဟုတ်မနေပါဘူး ဘောလုံးနဲ့အတူဆိုကျွန်တော်တို့ကစားတာတော်တော်လေးကောင်းခဲ့ပါတယ်တိုက်စစ်အယူအဆတွေလည်းကောင်းတာပါပဲဂိုးမသွင်းနိုင်ခဲ့သည့်တိုင်အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်ကျွန်တော်တို့ပြိုင်ဘက်ကိုခန်းစစ်အလွန်ကြုံကစားအောင်တွန်းပို့နိုင်ခဲ့တယ်လို့ရုံးကန်ရအောင်လည်းလုပ်နိုင်ခဲ့ပါတယ်တစ်ဘက်ကကြည့်ပြန်တော့လည်းကျွန်တော်တို့ခန်းစစ်ကစားတာတော်တော်လေးအားနေခဲ့တာပါဒီလာကအသင်းကောင်းတင်းတင်းဆိုတာတော့ထင်ရှားပါတယ်သူတို့ကချန်ပီယံလိအသင်းအနေထားလောက်ရှိတဲ့လူစည်းနေအသင်းကောင်းတင်းတင်းပါကျွန်တော်တို့ကတော့ကိုယ်အသင်းအနေထားကိုနားလည်ဖို့လေလိုပါတယ်လို့အသင်းကောင်းဆောင်ကဆိုပါတယ် ဒါပြင် Villa Park မှာ City အသင်းက6ဘိုက်မိနစ်တွေမှာဘောကိုအကောင်းဆုံးချတင်နိုင်ခဲ့တယ်လို့ဥဆောင်ကိုခွင့်ပြုလိုက်ရသည့်အချိန်အခွင့်အရေးတွေတော့ဖန်တီးနိုင်ခဲ့ပါသေးတယ်။ထို့သောရှုံးပွဲကြုံတွေ့ခဲ့ရတဲ့အနေအထားကိုဘာသာတို့က pressing လောက်တာမှာကျွန်တော်တို့တော်တော်အားနေပါတယ်။တဝူးချင်းရှင်လူရင်2စက္ကန့်လောက်အမြင်နောက်ကျနေတယ်လို့ပါပဲ။ပြန်ကောက်ရရင်တော့တိုက်စစ်ကိုသွားကျင်တဲ့ပုံစံကမှန်ကန်နေပေမဲ့ pressing ကောက်ကောက်မမလုံးနိုင်ရင်တော့ပြန်ဘက်ကိုတိုက်စစ်ခံစေအကူပြောင်းနေပြုလို့အခွင့်အရေးပြန်ပေးရတဲ့အနေအထားကိုပြန်ရောက်သွားတာပါပဲ။ ပရက်စင်မကောင်းရင်တင်းရဲ့ကစားပုံလည်းမကောင်းတဲ့ဘက်ကိုရောက်သွားပါလေလို့အသေးကောင်းဆောင်ကသူ့အမြင်ကိုပွဲပြီးမှထုတ်ဖော်ပြောဆိုသွားပါလေချုံပွဲကလည်းပြန်နိုးထားဖို့အတွက်စိုးရိမ်တရာမရှိတဲ့မက်ဆီဒီဗီလာနဲ့ချုံပွဲကိုမေ့ပစ်ဖို့စီဒီစင်တွေအတွက်၃ရက်ပဲလိုပါတယ်ဒါပေမဲ့ဘိုးတော်ဦးနေညမှာ EFL ကရောင်း4ဖြစ်ဆွန်စီအသင်းကိုဝေးခွင့်မှာရင်ဆိုင်ကစားသွားဖို့ရှိနေတာပါဆွမ်းစီရလက်ရှိချန်ပီယံရှစ်မှာလည်း၁၂ပွဲကစား၁၆မှတ်တာစုဆောင်းထားနေတာကြောင့်စီးရီးကိုဒုက္ခပေးနိုင်မယ့်အရေးအယံမျိုးတော့မတွေ့ရပါဘူး ဆွမ်စီဒေါ့ဂွန်စတေဒီယမ်မှာအရှင်အသင်းကိုနိုင်ယူပြီးကာရာဘောင်းကပ် round 5 quarter final ကိုတက်ရောက်ဖို့လက်တကန်အကွာမှာရှိနေကြောင်းတင်ဆက်လိုက်ရပါတယ်ကျွန်တော်တို့နောက် video တွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ